တာဆက်ဆက်ကိုစုံထားမယ်ဆိုရင်ဆက်ဆက်လေးစုံထားခဲ့လို့စစ်တယ်မယ်ရမ်းတော်ပါလေလိုက်တယ်မြဲတဲ့ရရင်ကောင်းပါပဲအာသူကကိုထက်လာကျင်တာအဲ့တော့ချူလေးပါဝတ်လဲကြည့်ပြီချူလေးထက်လာမှဖြစ်မယ်နော်ဟုတ်တယ်ကိုရီးယားမစ်ဆိုလေးလားဟုတ်တယ်ကိုရီးယားမစ်ဆိုလေးအော်ဘာသာချင်းမလို့ မတင်ထားလောက်အောင်အားပေးတာပေါ့နော်ဂျူလေးတို့ကတော့ရံမုံငွေပြဆက်ဆိုတော့အကောင်းဆုံးတော့စူးစမ်းပြီးကတာပဲဘာလို့မှလဲဆဆာလေးမဲပြီးလုံးနေမှာတော့ဟုတ်ရဲ့ပေါ့ပေါ့ပေါ့ဘာမတင်ထားဘူးပေါ့နော်အဲ့ပြဆက်လေးလေး အပြဆက်လေးအဲ့လိုမျိုးပေါ့ဟုတ်ဘာဖြစ်ဖြစ်ကောက်မာတဲ့ဟိုပေါ့နော်ရှင်မွေးလာကောက်မြဆန်ဟိုပေါ့နော်ချူလေးတို့တွေအတွဲညီညီပေါ့နော်ပြီးွားရှင်ချုံမဒီသွင်းဟိုပေါ့နော်ချူစီဟန်တို့အကုန်လုံးကလည်းအကုန်လုံးတကယ်ကိုကြိုးစားထားတော့လေစင်ပေါ်မှာမြဲမြဲဆဆိုင်နဲ့လေဟိုပောက်သွားတာအရန်ပျော်ပါတယ်ဆန်တို့မိမသားလေးဆိုတာလေအတိခမလားအစောခါခမလားဆိုရင်အတိခမဲ့အမျိုးသားတွေကကိုကိုရဲ့ကိုကိုသားဆဆ ့စုံကားမေးဆိုရင်ဆဆဲလေးစုံကားကမစင်တယ်မေဒုတိယပေါ့ပထမဆုံးကသူဗီဒီယိုလာမှုတကြံကားရိုက်သေးတယ်လေအဲ့မှာသူ့ကိုသဘောကျပြီးတော့ဒီ character ထည့်ထားတာနဲ့တူတယ်အရန်တော်ပါတယ်လိုက်တယ်မြဲတဲ့ရရင်ကောင်းပါပဲအဲ့ဒီဦးတော်ပုံလေးရပေါ့အာသူကကိုထက်လိုက်ကျင်တာအဲ့လိုချူလေးပါဝတ်လဲကြည့်ပြီချူလေးထက်လာမှဖြစ်မယ်နော်အဲ့လိုကိုရဝတ်စ ဟုတ်တယ်ကိုရီးယားဝိဆိုတယ်။ဆောင်းဝိဆိုတယ်ဘာမှမဆိုင်ဟုတ်တယ်ဟုတ်တယ်တူနေရလားသူ့မှာကိုယူလာလားတော့မသိဘူးတွေ့လိုက်တယ်။ဒီကိစ္စအောင်ရှင်းတော့ဒီကိစ္စအောင်ရှင်းတော့ ဟုတ်မေမုံမြက်ကတော့တကယ်ပါတကယ်ကလေးဦးကြောင်လေးနဲ့လေတို့လိုက်ရမလို့ဒီလိုက်ရမလို့ ਨੇ မိုက်ပါတယ်ဟုတ်ဟုတ်အဲမတင်ထားလောက်အားပြတာပေါ့နော်ဂျူလေးတို့ကတော့ရမုံွေပြဆက်ဆိုတော့အကောင်းဆုံးတော့စူးစမ်းပြီးကတာပဲဒါပေမဲ့အဲ့ဒါဒီကလေးတစ်တော်မှာအပိုင်းလားအပိုင်းလိုက်ကိုတက်လာတော့လေပြီးတော့ comment တွေရော like တွေရော view တွေရောကြည့်ရတာတော့အရင်မိုက်ပါတယ်ဟုတ်ကြောက်ကြောက် နောက်ပိုင်းနည်းနည်းလေးသတိထားလာတာပေါ့နော်ဟိုအရင်တော့ကဆိုဒါ junior manager ပုံစံတွေရှိရလေနော်အခုနောက်ပိုင်းကျတော့ဒါဟိုအများနဲ့မြင်နေလဲရိုးသွားမှကြောက်တယ်လေအဲအကြောင်းမို့လို့ဒါ manager ပုံစံမျိုးမဟုတ်တဲ့အဲလိုမျိုးပေါ့အစ်စ်အစ်စ်ပေါ့နော် update ဖြစ်တဲ့ပုံစံမျိုးလေးတွေဆိုတိုင်မြင်ရတာပေါ့ကို team တစ်ခုလို့ပဲဘယ်လိုအတိုင်းမဲဟာတယ်ပေါ့နော်ချုပ်ပေးတဲ့သူကလည်းစေတနာပါပါချုပ်ပေးတယ် season ပေးတဲ့သူတွေရော stylist တွေရောအကုန်လုံးကလည်းချူလေးပေါ်မှာအရန်ပေါ်စေတနာထားတဲ့အခါကျတော့လည်းအရင်ကတည်းကပို့ပြီးရောပေါ့နော် ိုနည်းနည်းလေးဟိုဟိုခယူးဒီဇိုင်းနဲ့ဟိုပို့ပြီးတော့ကိုယ့်ကိုယ်ကိုလည်းအဆင်ပြေလာလို့ထင်တာပေါ့စတိုင်လစ်တွေတိုးလိုက်ဟမ်ဟမ်ရှိတယ်တိုးစရာမလိုမရှိတယ်သူတယောက်ကပေါ့နော်ဒီဘီနာမှာကိုတကယ်ကိုပေါ့နော်စိတ်ချလက်ချနဲ့ကိုယုံကြည်အားကိုးရတဲ့သူတွေရောက်လာတယ်ဆိုတော့ချူလီကတော့လေဟို ိမိကိုကိုနဲ့ဆိုင်မယ်လို့လည်းထင်တယ်အများဆုံးဘာလို့လဲဆိုတော့ကျွလေးသာလို့စိတ်ပုတ်နေပေးတာမှချစ်မှာမဟုတ်ဘူးလေနော်အဲ့တော့ကျွလေးလည်းအဲ့လိုမျိုးပေါ့ဟိုအဲ့လိုစိတ်မပုတ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဟိုကိုမိသားစုလိုသဘောထားရတယ်အဲ့တော့ဘေးကိုဘေးနာတဲ့သူတွေကလည်းကိုမိသားစုလိုမျိုးပြန်ပြီးတော့သဘောထားရတယ်ပေါ့နော်အဲ့တော့တဦးမြစ်တာတဦးစေတနာပေါ့အဲ့လိုတော့ခံစားရပါတယ်အာဇွဲထက်ရဲ့ဆိုင်ကပေါ့ဆိုင်ခွဲပေါင်းက18ဆိုင်ရှိရေပေါ့နော်ဒါကတော့အမှတ်9ဆိုင်ကိုပြောင်းရွှေ့ခွင့်လင့်တာ ပေါ့နော်ရောက်ရှိဖွင့်လိုက်တဲ့နေရာကျတော့အမှတ်683အသူတမလမ်းမပေါ့ပြီးွားလို့ရှိရင်အရှိမကြအထက်ကတော့ကြောင်းရှိပေါ့နော်အမှတ်ပြောင်းရွှေ့ပြီးတော့ဖွင့်လိုက်တာပါဟုတ်ဟုတ်ကဲ့အရွယ်တစ်ခုလေးရောက်လာတော့လေအင်းတို့ကတော့လို့တိတိမြင်မြင်ပပလေးတွေကြိုက်တယ်ပေါ့နော်အများကြီးယူလေးဖြည့်တယ်အခုဒီအရွယ်တစ်ခုရောက်လာတဲ့ခါကျတော့လေထဲထဲလေးတွေကြိုက်လာတယ်ထဲထဲလက်စွပ်စိုးလေးအဲ့လိုလေးဒင်းဖြစ်နေမှာ ထင်းနေတယ်လို့ခံစားလာရတယ်ပေါ့နော်ဟုတ်ဟိုဒီယတနာဆိုလဲအရန်ထဲတယ်လေဟိုအကြီးကြီးကြိုက်နေပါလေဟုတ်ကဲ့ဟိုလည်းဝယ်စုဖို့လည်းဝယ်စုဖို့လားစဉ်းစားတာပေါ့စဉ်းစားတာပေါ့ဂျူလီဆိုရင်အဲ့လိုမျိုးလေးဟိုအရန်မားတာတကွာရွှေဝယ်မစုဖြစ်တာအရန်မားတယ်ပေါ့နော်ရွှေဝယ်စုမယ်လို့စဉ်းစားလိုက်တိုင်းလဲအကြောင်းမျိုးမျိုးနဲ့ပေါ့နော်အဲ့လိုမစုဖြစ်ဘူးတကယ်တမ်းကျတော့ရွှေဝယ်စုတာအကောင်းဆုံးဆိုတော့သိလာရတယ်ပေါ့နောက်ပိုင်းနောက်ပိုင်းနေမှာတော့ရွှေကိုဝယ်စုဖြစ်မှာပါ အဲ့တော့ဒါအခုဆိုလို့ရှိရင်ဒါဆိုင်အမှတ်၅ပေါ့နော်နောက်တစ်နောက်ထပ်နောက်ထပ်ဆိုင်ခွဲပေါင်းအများကြီးအများကြီးနဲ့နေရာတိုင်းမှာပေါ့နော်ဆိုတော့ဆိုင်တဲတဲတဲကြီးနဲ့ပေါ့နော်အောင်မြင်မှုထိတ်ဆုံးမှာပေါ့နော်ရေရှည်တည်တတ်ပါစေလို့